မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇော်လာ16ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့အာနာသိန်းအကြံဖတ်စစ်ကောင်စီနဲ့တောင်းတက်မတော် TNL တို့ဟာနေပြည်တော်မှာတွေ့ဆုံတယ်ဆိုတဲ့သတင်းမဟုတ်မှန်ကြောင်း TNL ခေါင်းဆောင်တဦးကပြောဆိုထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် TNL ခေါင်းဆောင်များဟာနေပြည်တော်ကိုတွားရောက်ပြီးတော့စစ်ကောင်စီနဲ့လျှို့ဝှက်စွာတွေ့ဆုံနေကြောင်း သတင်းများထွက်ပေါ်နေခြင်းအပေါ်မှာ TNL ခေါင်းဆောင်တူအားမေးမြန်းရမှာတွေးဆောင်ခြင်းမရှိဘူးလို့ဇွန်လ18ရက်နေ့ညနေကဖြေကြားထားတယ်လို့သိရပါဗျာ TNL က၎င်းရဲ့ညီနောင်မဟာမိတ်များနဲ့အတူစစ်ကောင်စီကိုတိုက်ခိုက်တဲ့ဆက်စင်ရေးကို2023ခုနှစ်အောက်တိုဘာလ28ရက်နေ့ကနေစတင်ဆောင်ရွက်ခဲ့ရာစစ်ကောင်စီတပ်စခန်းပေါင်း80ကျော်နဲ့မြို့9မြို့ကိုတိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့သိရပါဗျာအဲ့ဒီနောက်မှာတော့တရုတ်ရဲ့ဂျောင်းဝယ်မှုနဲ့2024ခုနှစ်ဇန်နဝါရီလ17ရက်နေ့မှာစစ်ကောင်စီနဲ့ညီနောင်မဟာမိတ်၃ဘွဲ့ကြားမှာအပြစ်ခတ်ရက်စဲခဲ့တယ်လို့သိရပါဗျာ အခုလိုအပြစ်ရပ်ပြီးတဲ့နောက်စစ်ကောင်စီဘက်ကအပြစ်ရတဲ့စာချုပ်ကိုချိုးဖောက်တဲ့အနေနဲ့လက်နက်ကြီးနဲ့ပြစ်ခတ်မှုလေချောင်းကနေတိုက်ခိုက်မှုများဆက်လက်လှုပ်ဆောင်ရရှိကြောင်း TNL ကထုတ်ပြန်ထားပါတယ်။ဇွန်လ9ရက်နေ့နေ့လယ်ပိုင်းကမိုးမိတ်မြို့နယ်ပန်းတင်ရွာနဲ့မန်ပိန်ချေရွာကြားမှာရှိတဲ့ TNL တပ်စခန်းကိုစစ်ကောင်စီက ပေါင်900ဘုံနဲ့လေးချောင်းကနေတက်ခိုက်ခဲ့ရာ TNL ရဲဘော်တချို့ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။စစ်ကောင်စီရဲ့လောက်ရများကိုစောင့်ကြည့်နေစေဖြစ်ကြောင်းမှတ်တမ်းတင်ထားကြောင်းကို TNL သတင်းနဲ့ပြန်ကြားရေးတာဝန်ခံလွေးရည်ဦးကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးရမယ်သတင်းကတော့တနင်္သာရီတိုင်းဒဝယ်မြို့ပေါ်မှာပြည်သူများကို VPN ဆက်ဆဲပြီးတော့ငွေတောင်းရမ်းနေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုသတိပေးဖောက်ခွဲတိုက်ခိုက်ရာစစ်ကောင်စီတပ်သားတအူးတေဆုံးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဇွန်လ18ရက်နေ့မနက်၈နာရီကမှတဝယ်မြို့လေကောင်မှာရှိတဲ့ဦးခါကြီးလမ်းဆောင်မှာမိုင်းတလုံးမော်တော်ပီကယ်ဂိတ်ဘေးမှာမိုင်းတလုံးထောင်ထားခဲ့ပြီးတော့မိုင်းလာရှင်းတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကို ဖောက်ခွဲတိုက်ခိုက်ရာတအူးသေးဆုံးခဲ့တယ်လို့သိရပါတယ်ဒုတိယမိုင်းတလုံးကိုအကြမ်းဖက်စစ်ကောင်စီတပ်သားတွေကရှာဖွေတွေ့ရှိခဲ့ပြီးတော့ဖောက်ခွဲရှင်းလင်းလိုက်တယ်လို့သိရပါတယ်သူတို့မိုင်းလာဖြုတ်တဲ့အချိန်ကိုဖောက်ခွဲခဲ့တာအခုလိုတိုက်ခိုက်တာကမြို့ထဲမှာနေတဲ့ပြည်သူတွေကိုစစ်မှုတမ်းဥပဒေနဲ့အလိုမတူဘဲနဲ့စုဆောင်းတာ VPN ကိုအကြောင်းပြပြီးတော့လမ်းစုံလမ်းကွာနဲ့ဂိတ်တွေမှာစစ်ဆေးပြီးတော့၃သိန်းနဲ့ပြန်ရွေးထုတ်ခိုင်းတာတွေကြောင့်အတက်ရဲလာလို့ကျွန်တော်တို့တွေမြို့ရင်းလှုပ်ရှားမှုတွေလောက်တာပါ ပြည်သူတွေကိုတော့ထုတ်ပြန်ကြမှာပါတဲ့အတိုင်းအန္တရာယ်မဖြစ်အောင်ကိုနဲ့မသက်ဆိုင်ဘဲနဲ့မတင်ငါစရာအထုပ်ပိုးတွေကိုသွားမထီဖို့နဲ့ဝေးဝေးကနေရှောင်ဖို့နဲ့စစ်ကောင်စီတပ်ဆွဲရနေရာတွေနဲ့ဝေးဝေးနေဖို့ပြောကြမှာတယ်လို့လောင်းလုံး PDF ကတာဝန်ရှိသူတို့ကပြောဆိုထားပါတယ်၎င်းတိုက်ခိုက်မှုကိုလောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့လောင်းလုံးပကဖနဲ့တောင်းညင်အောင်စစ်ကြောင်းတို့ကမြို့ပြပျောက်ကြားတပ်ဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များအနေနဲ့စီရဲပြတ်မှတ်များကိုအချိန်မရွေးတိုက်ခိုက်သွားမှာဖြစ်ပြီးတော့ဒဝဲမျိုးတဲ့လမ်းတွေပေါ်မှာဖြစ်စီစစ်ကောင်စီတပ်ဆွဲရာစခန်းအနီးဝန်းကျင်မှာဖြစ်စီမတင်ကားစရာမြည်သည့်အထုပ်ပိုးမြည်သည့်အိတ်မျိုးကိုမှကိုနဲ့မသက်ဆိုင်မဲနဲ့တွားရောက်ထိတွေ့ကင်တွယ်ခြင်းမျိုးမပြုလုပ်ကြရန်စစ်ကောင်စီတပ်သားများစစ်ကောင်စီတပ်ဆွဲထားတဲ့နေရာများနဲ့ဝေးဝေးရှောင်ရှားနေထိုင်ကြရန်လောင်းလုံး PDF ကတာဝန်ရှိသူတို့ကအတိပေးပြောဆိုထားကြောင်းသတင်းရရှိပါရယ်ခင်ဗျာ ဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့ပဲခူးတိုင်းနတ်တလင်းမြို့နယ်မှာ PDF တပ်ဖွဲ့များကိုစုံစမ်းထောက်လန်းနေတဲ့စစ်တပ်အတွက်လှုပ်လှုပ်ပေးနေတဲ့သူခင်မောင်သေးကိုပြစ်ခတ်တိုက်ခတ်ရာတေဆုံးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဇော်လာ16ရက်နေ့ည10:00နာရီကနတလေးမြို့နယ်မကြီးပင်အောင်သူခကျေးရွာမှာနေထိုင်တဲ့အကြမ်းဖက်စစ်ကောင်စီအထွတ်အလုလုပေးနေတဲ့သူခင်မောင်သေးကိုတရဲ383တက်ခွဲ2 Phoenix DF တက်ခွဲ3နတ်စစ်တီတက်ခွဲတို့ကပူးပေါင်းတိုက်ခိုက်ခဲ့ရာတေဆုံးခဲ့တယ်လို့သိရပါတယ်ပြည်စည်းတွေဘာရတော့ထွထွထူးထူးတင်းစီရမိလာတော့မရှိပါဘူးစစ်ခွေးတွေနဲ့ဆက်သွယ်ထားတဲ့မှတ်တမ်းတချို့ပဲတင်းစီလာခဲ့တာပါ အိမ်ထဲကိုဝင်ဖမ်းပြီးတော့ခေါ်ထုတ်ရှင်းလင်းခဲ့တာပါနောက်ဆက်တွဲစစ်ကြောင်းထိုးလာတာမျိုးတော့မကြမိသေးပါဘူးလို့နက်တလင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ Phoenix GF တပ်ဖွဲ့ကတာဝန်ရှိသူတို့ကပြောကြားထားပါတယ်တေဆုံသွားတဲ့ခင်မောင်သေးဟာတော်လိုင်းရဲဘော်များရဲ့တွာလာလှုပ်ရှားမှုများတီနေရများကိုစုံစမ်းထောက်လှမ်းကအကြမ်းဖက်စစ်ကောင်စီတပ်ထံကိုပေးပို့ခြင်းတွေကိုလှုပ်ဆောင်နေတဲ့အတွက်အကြိမ်ကြိမ်သတိပေးခဲ့တော့လဲလိုက်နာခြင်းမရှိတဲ့အတွက်ကြောင့်ပြစ်ခတ်ရှင်းလင်းခဲ့ရခြင်းဖြစ်တယ်လို့အသိပေးထားပါတယ်စစ်မှုထမ်းဥပဒေအကောင့်ထဲပေါ်စီရန်လူငယ်များကိုအတင်းအဓမ္မစစ်သားတဲ့စူဆောင်းခြင်း ်ပြည်သူများလွတ်လပ်စွာခရီးသွားလာခွင့်မရအောင်ပိတ်ဆို့ခြင်းအကြောင်းမျိုးမျိုးပြပြီးတော့ငွေကြေးများတောင်းခံခြင်းမိမိပိုင်ဆိုင်တဲ့ဖုန်းကိုယ်တော်မှာလွတ်လပ်စွာအသုံးပြုလို့မရခြင်းများကြောင့်ပြည်သူလူထုအပေါ်အမျိုးမျိုးဒုက္ခပေးနေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်ကိုဝေးဝေးကနေရှောင်ကျဉ်ပြီးတော့ပေါင်းသင်းဆက်ဆံခြင်းအထောက်ပံ့ပေးခြင်းနဲ့အတူခရီးသွားလာခြင်းမျိုးကိုမပြုလုပ်ကြရန်နတ်တလင်းမျိုးနယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့ကတိုက်တွန်းနှိုးဆော်ထားတယ်လို့သိရပါတယ်စစ်အာဏာရှင်စနစ်အပီးတိုင်ခြုံငင်းရေးနဲ့ ဖက်ဒရယ်နိုင်ငံတော်အစ်ပေါ်ထွန်းလာသည့်အထိအကြမ်းဖက်စစ်တပ်နှင့်တောက်တိုင်မှန်သမျှကိုဆက်လက်ပြီးတော့တိုက်ခိုက်ချိန်မုံသွားမှာဖြစ်ကြောင်းကိုနက်တလင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ Phoenix DF တပ်ဖွဲ့ကတာဝန်ရှိသူတို့ကပြောဆိုထားကြောင်းသတင်းရရှိပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ကရင်ပြည်နယ်ဖားပွန်ခရိုင် KNU တပ်မဟာ9နယ်မြေမှာရှိတဲ့စစ်ကောင်စီရဲ့ခေါပုတ်တပ်စခန်းအတွက်ရိတ်ခါများကိုလေရင်နဲ့ပို့ဆောင်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။လက်ရှိမှာခေါပုတ်တပ်စခန်းကို KNL နဲ့တော်လိုင်းပူပေါင်းတပ်ဖွဲ့များကဝိုင်းဝန်းပိတ်ဆို့ထားပြီးတော့နေ့စဉ်နေပါပြစ်ခတ်တမ်းတွေကြားနေရတယ်လို့ဒေသခံရွာသားတွေကပြောဆိုထားပါရယ်။ခေါပုတ်စခန်းကစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာဖာပေါ်လက်ကျန်တပ်စခန်းကတပ်ဖွဲ့ဝင်တွေနဲ့ပြန်လည်မပူးပေါင်းနိုင်အောင်လို့တော်လိုင်းတပ်ဖွဲ့များကပိတ်ဆို့ဟန်တားလျက်ရှိတာကြောင့်စစ်ကောင်စီက ကုန်းချောင်းကနေရိတ်ခါမပုတ်နိုင်ပဲလေချောင်းနဲ့သာပို့ဆောင်နေရတယ်လို့သတင်းရင်းမြစ်ကပြောဆိုထားပါတယ်ပြီးခဲ့တဲ့ရက်ပိုင်းကလေရင်နဲ့ရိတ်ခါလာပြစ်ချပေးတာကြားရတယ်လက်နက်ခဲရန်လဲပါမယ်မိုးကတအားယွာနေတော့တေးချာမမြင်ရဘူးလေရင်တန်နဲ့ပျက်စီးပြစ်ချတန်ကိုကြားရတယ်လေရင်ကလည်းရန်တန်ပြီးတော့ပြစ်ခတ်တာတွေရှိတယ်အနီးနားမှာရှိတဲ့ရွာတွေထဲကိုလည်းကြတာရှိတယ်လို့ဒေသခံတအုပ်ကပြောပါတယ် ခေါပုတ်ဘက်မှာမနက်ပိုင်းရောညပိုင်းမှာရောတနက်တန်တွေနေတိုင်းလိုလိုကြားနေရတယ်စစ်ကောင်စီတပ်ဖွဲ့ကဖားပွန်စခန်းကိုပြန်ဖို့စ조사နေတယ်တော်လိုင်းတက်တွေကလည်းသူတို့မပြန်အောင်လို့ပိတ်ဆို့ထားတယ်လို့အဲ့ဒီဒေသခံကပြောပါတယ်ဒါအပြင်လာမယ့်ဇွန်လ20ရက်နေ့နဲ့20ရက်နေ့နောက်ပိုင်းမှာစစ်ကောင်စီက KNU တပ်မဟာ9နယ်မြေတန်လွင်မြစ်တလျှောက်မှာလေရင်နဲ့ဘုံကျဲတိုက်ခိုက်မယ်လို့ကြားတဲ့အတွက်ဒေသခံရွာသားတွေချုပ်ဟာတတိထားပြီးတော့နေထိုင်နေရတယ်လို့ဆိုပါတယ်လေရင်ကင်းထောက်တွေလာတာရှိတယ် ်ရွာထဲရောတောင်ရထဲမှာရောပြစ်ချတာရှိတယ်။တတိထားပြီးတော့နေရတာပေါ့။ညဘက်မှာလေရင်တန်ကြားရင်တချို့ကထွက်ပြေးတိမ်းရှောင်တာတွေရှိတယ်။မကြောက်တဲ့လူတွေကတော့မပြေးကြဘူး။20ရက်နေမှာလေရင်လာပြက်မယ်ကြားတော့တတိထားပြီးတော့နေရတာပေါ့။လာမလာတော့မသိဘူး။ဒါပေမဲ့ရွာသားအချင်းချင်းတတိပေးတာတွေတော့ရှိတယ်လို့တန်လွင်မြကန်းဘေးမှာရှိတယ်။ဒေသခံရွာသားတအုပ်ကပြောပါတယ်။လက်ရှိမှာဖာပေါ်အခြေစိုက်စစ်ကောင်စီရဲ့ဘျူဟာဂုံးတပ်စခန်းမကြစီရေးအတွက်ပြင်ဆင်မှုများကိုစစ်ကောင်စီဘက်ကအပြင်းထန်ကြိုးစားနေပြီးခေါပုတ်စခန်းကစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကလည်း ဖားပွန်ဘျူဟာကိုပြန်ပေါင်းဖို့အတွက်ကြိုးပမ်းလျက်ရှိတယ်လို့သတင်းရင်းမြစ်ကပြောဆိုထားပါတယ်။ခေါပုတ်တပ်စခန်းမှာစခန်းထိုင်တဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား60ကနေပြီးတော့100အထိရှိမယ်လို့နယ်မြေကန်သတင်းရင်းမြစ်ကခန့်မှန်းထားပါတယ်။လေတိုး၊မော်ဖိုးကျိုး၊ကဟီကျိုး၊ကြောင်ညက်၊ဝါလူစတဲ့ရှေတန်းစခန်းငယ်တချို့ကစစ်ကောင်စီတပ်ဖွဲ့ဝင်အင်အားတွေနဲ့ပေါင်းလိုက်ရင်ခေါပုတ်တပ်စခန်းမှာအင်အား200ကနေ400အထိရှိမယ်လို့ပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတင်ဆက်ပေးရမယ်။တရင်ကတော့စီရေးပြင်းထန်နေတဲ့ရခိုင်ပြည်နယ်တန်ရွဲဒေသမှာအခုလာစမ်းပိုင်းကစပြီးတော့ဘန်လုံငန်းများလဲပတ်မှုမရှိတော့တဲ့အတွက်ငွေသားထုတ်ယူရမှာအခက်အခဲတွေနဲ့ကြုံနေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒါအပြင်ဘန်များနဲ့ချိတ်ဆက်လုပ်ကိုင်နေတဲ့ WavePay, KBZ Pay စတဲ့ online ငွေကြေးလဲပတ်မှုစနစ်များဟာလည်းရပ်တန့်နေတဲ့အတွက်ငွေသားရရှိဖို့ကိုပုံမှန်ခက်ခဲလာတယ်လို့ဆိုပါရစေ။ ငွေလွဲငွေထုတ်တဲ့ဆိုင်တွေကလည်းမဖွင့်ကြတော့ဘူးတမျိုးလုံးမှာတဆိုင်နှဆိုင်လောက်ပဲရှိတော့တယ်ငွေကလိုသလောက်ထုတ်လို့မရတော့ဘူးငွေထုတ်ခနှုတ်ရလဲတသိန်းကို900ခိုင်နှုတ်အထိပေးနေရတယ်လို့တန်တွဲမြို့ကန်တို့ကပြောပါတယ်ဘဏ်လုပ်ငန်းများရပ်တန့်နေခြင်းကြောင့်ငွေသားပြက်လက်ကငွေကြေးစည်းစိမ်မှုမရှိတော့တဲ့အတွက်ဒေသခံများရဲ့လူမှုစီးပွားဘဝဟာထိခိုက်မှုတွေဖြစ်ပေါ်နေတယ်လို့သိရပါတယ်လက်ရှိမှာတန်တွဲမြို့ကိုကုန်စည်ဝင်ရောက်မှုတွေမရှိတော့တဲ့အတွက်စားနပ်ရိက္ခာနဲ့စေဝါပြက်လက်နေပြီးတော့ကြံရှိနေတဲ့ကုန်ပစ္စည်းများဟာလည်းဈေးနှုန်းအဆမတန်မြင့်တက်နေတယ်လို့သိရပါတယ် တိုက်ပွဲဖြစ်နေတော့မြို့ကနေထွက်ခွာဖို့အခက်အခဲရှိတယ်စားနဲ့ရိတ်ခါကလည်းနဲလာပြီဒီအတိုင်းဆိုရင်မကြခင်မှာအကုန်လုံးငတ်ပြတ်ပြီးတော့ဒုက္ခရောက်နိုင်တယ်လို့တန်တွဲမြို့ကအမျိုးသမီးတူကပြောပါတယ်တိုက်ပွဲကြောင့်တန်တွဲမြို့ပေါ်မှာနေတဲ့ပြည်သူလူထုရဲ့သုံးပုံနှစ်ပုံဟာဘေးလွတ်ရာကိုတင်းရှောင်နေကြတော့လဲကြံတဲ့တပုံဟာလမ်းခရီးသွားလာမှုကန့်သက်ချက်မြို့အနီးမှာတိုက်ပွဲပြင်းထန်မှုနဲ့ငွေကြေးအခက်အခဲစတာတွေကြောင့်မြို့ပေါ်မှာပိတ်မိနေကြတယ်လို့သိရပါတယ်စစ်ကောင်စီကကုန်းလမ်းရေလမ်းခရီးသွားလာမှုပိတ်ဆို့ထားတဲ့အတွက်တန်တွဲမြို့နယ်မှာ ကုန်စီစီးဆင်းမှုမရှိတော့ဘဲနေရက်ကိုစုံခွာထွက်ပြေးသူများဟာလဲစားနဲ့ရိတ်ခါအခက်အခဲကိုရင်ဆိုင်နေရတယ်လို့သိရပါဗျ။ကုန်စီနဲ့ဈေးဝါစီးဆင်းမှုကလုံးဝကိုမရှိတော့ဘူး။အရင်ကကြံနေတဲ့ကုန်စီလောက်ပဲရှိတော့တာ။ဒါပေမဲ့ပတ်စံရှိရင်တော့ဝယ်လို့မရတော့တဲ့အခြေအနေတွေဖြစ်လာပြီး ဒီအတိုင်းဆိုရင်မိုးရဲမှာစားတောက်ဖို့အတွက်တော်တော်လေးကိုအခက်အခဲတွေရှိလာနိုင်တယ်လို့စစ်ဆောင်အရေးကိုကူညီနေတဲ့တန်တွဲဒေသခံတအုပ်ကပြောပါရယ်တန်တွဲမြို့နယ်မှာပြီးခဲ့တဲ့ AP လ73ရက်နေ့ကနေစပြီးတော့စစ်ကောင်စီတပ်နဲ့အရခတပ်တော် AA တို့တိုက်ပွဲဖြစ်ပွားနေတာဟာနှစ်လကျော်ကြာမြင့်လာပြီးတော့လက်ရှိအချိန်ထိကိုနှစ်ဖက်တိုက်ပွဲတွေပြင်းထန်နေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရီးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ